ပဲခူးတိုင်းရဲ့ရခိုင်အဆက်ဗဒောင်းတောင်ကိုလမ်းပိုင်ကအာနာသိန်စစ်ကောင်စီရဲ့လေးစုစကန်ကို အာရခတက်တော်အေအေကအေအား1500နဲ့ထိုးစစ်စင်တက်ခတ်သိမ့်ပိုက်သွားခဲ့တာဖြစ်တယ်လို့စစ်တပ်ရဲ့ရှေ့တန်းစကန်ကလည်းအလင်းဝင်ရောက်လာတဲ့စစ်မှုတန်းတပ်သားမင်းခန့်ကပြောပါတယ် အချမ်းဖတ်မင်းအောင်လိုင်ကနေပြီးတော့မှသူတဲထားတဲ့မာရဝီဇီယာဖျားဟာအပျက်စီးအနေငယ်ပဲဖြစ်တဲ့အတွက်ငလင်တန်းခံနိုင်လို့ဆိုပြီးအစည်းဝေးတိုင်းမှာဂုံယူဝင်ကြွားတဲ့ပုံစံနဲ့ပြောဆိုပြီးတော့အဲ့ဒီဖျားကိုပုံမှန်သွားပြီးမယ်အာနာရှင်ဟောင်းတန်းရွှေတဲခဲ့တဲ့ဥပဒတန်နီဇေတီရဲ့ငလင်ကြောင့်ပျက်စီးသွားမှုတွေကိုတော့တလနီးပါးကြာပစ်ထားပြီးမှအပေါ်ယံပုံစံမျိုးနဲ့ပဲတွားကြည့်ခဲ့တယ်လို့နေပြီးတော့စစ်တပ်တရင်ရှင်းမိကရန်ကုန်ခေတ်တွေကိုပြောပါတယ် မြန်မာနိုင်ငံမှာစကိုင်းငလင်ကြီးလှုပ်ခတ်သွားပြီးတဲ့နောက်ဘီလက်မြေတအိတ်ကိုငွေကျပ်4000ကျော်သွားတဲ့အခြေဂျန်ဖတ်ဒူရီယာစစ်ကောင်းဆောင်စိုးဝင်းကဘီလက်မြေတအိတ်ကိုငွေကျပ်18000နဲ့ရောင်းရမယ်ဆိုပြီးအမိန့်ပေးလိုက်ပြန်တယ်လို့တစ်ဖက်မှာလေဘီလက်မြေတွေကိုအမျက်တင်ရောင်းချမှုနဲ့စိုင်မောင်း62စိုင်နဲ့အတူပိုင်ရှင်10ဦးကိုပါစစ်ကောင်စီကဖမ်းဆီးထားတယ်လို့သိရပါတယ်